စ္စာမရှိတဲ့ဂျဂူဂျီကန်တငယ်ချင်း၃ယောက်ကအိမ်ကနေတပြိုင်တည်းထွက်လာပြီးလမ်းကနေရာတစ်ခုမှာထိုင်နေကြပါတယ်။တငယ်ချင်းတို့ဒီနေ့ငါတို့အသီးတွေကူဖို့နေရာတစ်တစ်ခုစီသွားကြမယ်။နေရာတစ်မှာ အနေရလေးရှိနိုင်တယ်။ဒါကြောင့်ငါတို့အားလုံးတယောက်နဲ့တယောက်ကူညီပေးရမယ်။ဘလူခက်ခဲပဲဖြစ်ဖြစ်တူတူရင်ဆိုင်မယ်လို့ကတိပေးကြစို့သူတို့အားလုံးချင်းချင်းကတိပြုပြီးတောတဲ့တစ်ခုစီထွက်လာကြပါတယ် သူတို့ကမြန်မြန်ပြန်သွားပြီးမကြခင်မှာပဲတောတစ်တခုကသူတို့ရှိမှာပေါ်လာပါတယ်။အဲ့ဒီတောတွေမှာဘယ်ဒီသီးပင်တွေရှိနေပါတယ်။ဘယ်ဒီသီးပင်တွေကိုမြင်တဲ့အခါသူတို့အလုံးအယံဝန်းတာသွားကြပါတယ်။ငါတို့ဒီကနေဘယ်ဒီသီးတွေတဝတစ်ပြေးစားလို့ရပြီ။ဒါဆိုဘာကိုစောင့်နေမှာလဲ။စလိုက်ကြစို့။တငယ်ချင်း၃ယောက်ကတစ်ပင်ဒီပေါ်မှာထိုင်ပြီးဘယ်ဒီသီးတွေစားကြပါတယ်။ ဘယ်ရီသီးတွေစရင်ကီကီရဲ့ချီဟာမြေကြီးပေါ်ကိုရောက်သွားပါတယ်။သူကမြေပေါ်မှာပြောင်းမှုစိတ်တချို့ကြွေးကြနေတာကိုတွေ့လိုက်တယ်။အတီးစားပြီးပြောင်းမှုစိတ်တွေစရင်ပိုရတာရှိမှာ။ကီကီကဘာမှမတွေ့ပဲမြေပေါ်ကြွေးကြနေတဲ့ပြောင်းမှုစိတ်တွေကိုစားဖို့တစ်ပင်ပေါ်ကနေမြေကြီးပေါ်ကိုဆင်းသွားပါတယ်။သူကပြောင်းမှုနှစ်စိတ်စားပြီးတတိယစိတ်ကိုစားဖို့လုပ်နေတဲ့အချိန်မှာပဲ သူ့ရဲ့တောင်တွေက မုတ်ဆိုးရဲ့ထောင်ထားတဲ့ထောင်ချောက်ထဲပိတ်မိသွားပါတယ်။သူဟာလွတ်မြောက်ဖို့အတွက်အတင်းယုံကန်ရင်တငယ်ချင်းတွေကိုအော်ခေါ်ပါတယ်။ကူကူချက်ကူငါ့ကိုကယ်ပါအောင်ငါထောင်ချောက်ထဲပိတ်မိနေပြီငါဒီမှာဘယ်ဒီပင်အောက်ကမြေကြီးပေါ်မှာကူကူဟာကီကီရဲ့တန်ကိုချပြီးပဝင်းချင်းကိုလှမ်းကြည့်ပါတယ်။ချက်ကူဟိုမှာကီကီဒုက္ခရောက်နေပြီမုတ်ဆိုးရဲ့ထောင်ချောက်ထဲပိတ်မိသွားပြီထင်တယ်။ ဂျကူနဲ့ကူကူဟာပြန်တမ်းပြီးကီကီရှိတဲ့နေရာကိုရောက်သွားကြပါတယ်။ငါတို့ကအသီးစားဖို့လာတာ။ဘသူကမင်းကိုအစ်စ်စားခိုင်းလို့လဲ။ဘာလို့ထောင်ချောက်ထဲပိတ်မိသွားတာလဲ။မုတ်ဆိုးရောက်လာရင်ငါတို့လည်းဒုက္ခရောက်မှာ။ငါမေ့သွားတယ်။ဒီမှာထောင်ချောက်ရှိမှန်းငါမသိလိုက်ဘူး။ငါ့ကိုကူညီပါ။ကီကီစိတ်မပူနဲ့ငါတို့နှစ်ယောက်မင်းနဲ့အတူရှိတယ်။မုတ်ဆိုးရောက်လာရင်ကီကီနဲ့အတူငါတို့လည်းလှောင်ရင်းနဲ့ပိတ်မိမှာ။ငါတို့ထွက်ပြေးတင်တယ်။ ကီကီကအဲ့ဒီစကားကြပြီးငိုပါတော့တယ်ငါတို့ကတိပေးထားတယ်လေတယောက်နဲ့တယောက်ဒုက္ခရောက်ရင်ကုညီပေးမယ်လို့ကတိပေးထားတယ်ဟုတ်တယ်ကတိပေးထားတယ်ဒါပေမဲ့မုံဆိုးကိုငါတို့မိဘတွေတောင်မရှင်ဆိုင်နိုင်ဘူးငါတို့ဆိုရင်ပိုတောင်ဆိုးသေးတယ်ကုကူလာမဟုတ်ရင်ငါတော့သွားပြီဂျကူဒီနေ့ကီကီဒုက္ခရောက်နေတယ်နောက်နေ့ကျရင်ငါတို့လည်းဒုက္ခရောက်နိုင်တယ်ငါတို့ကီကီကိုကုညီတဲ့နေငါမလုံနိုင်ဘူး ဘသူအတွက်မှငါ့တက်ကိုအဆုံးရှုံးခံပြီးမကူညီပေးနိုင်ဘူး။ဂျက်ကူဟာဒီလိုပြောပြီးလှင်မြန်စွာသူတို့နေတဲ့တောတွေကိုပြန်သွားပါတယ်။ကူကူဟာခဏထိုင်ပြီးဘာလို့ရမလဲစဉ်းစားပါတယ်။အဲ့ဒီအချိန်မှာပဲသူ့အမိပြောခဲ့တဲ့စကားကိုတတိယလာပါတယ်။ကူကူဘလို့ခက်ခဲဖြစ်ဖြစ်စိတ်မပူပါနဲ့။အေးစစ်စစ်တွေးပြီးအခက်ခဲကိုရင်ဆိုင်ပါ။ကူကူဟာတစ်ပင်မြင့်တစ်ခုပေါ်ကိုပြန်တက်ပြီးပဝင်းချင်ကိုလှမ်းကြည့်လိုက်ပါတယ်။ သူကမုတ်ဆိုးနီးနားမှာမရှိတာကိုတတိထားမိလိုက်ပါတယ်။မုတ်ဆိုးကအခုထိဝင်းနေသေးတယ်။မုတ်ဆိုးမရောက်ခင်တရရောက်ရဲ့အကူအညီယူရမယ်။ကုကူဟာမိုးပေါ်ကိုပြန်ထက်ပြီးမလန်းမကန်းမှာစာကလေးလင်မယားထိုင်နေတာကို တွေ့လိုက်ပါတယ်။ကုကူဟာသူ့ရစီကိုတွားလိုက်ပါတယ်။ဦးလေးတို့ရေကျွန်တော်တငယ်ချင်းမုတ်ဆိုးရဲ့ထောင်ချောက်ထဲပိတ်မိနေတယ်။ကျွန်တော်တငယ်ချင်းကိုကျေးဇူးပြုပြီးကယ်တင်ပေးပါ။ မင်းတငယ်ချင်းကဘယ်မှာလဲဘယ်ဒီပင်အောက်မှာရှိတယ်မြေပေါ်မှာမုတ်ဆိုးတွေကတန်ထောင်ချောက်တွေထောင်ထားတည်းအဲ့ဒါကိုငါတို့နှုတ်သီးနဲ့ဖြတ်လို့တော့မရပါဘူးမင်းတငယ်ချင်းရဲ့အတောင်ကိုထောင်ချောက်ကနေလွတ်အောင်လှုပ်ပေးနိုင်တယ်လာတော့ကြည့်ကြမယ်ဂူဂူဟာမစ်တူနဲ့သူစနီးကိုခေါ်ပြီးကီကီရှိတဲ့နေရာကိုပြန်ရောက်လာပါတယ်ဒီထောင်ချောက်ကနေလွတ်ဖို့အရန်ခတ်တယ်ငှက်ငယ်လေး မင်းတစ်ပင်မြင်ပေါ်မှာထိုင်ပြီးမုံဆိုးကိုစောင့်ကြည့်နေ။ငါနဲ့မင်းတော့တခုခုလုံကြည့်မယ်။ကုကူကချက်ချင်းပြန်တက်ပြီးတစ်ပင်မြင်ပေါ်မှာထိုင်နေပါလေ။မိသူကသူ့ဇနီးကိုပြောပါလေ။မိမကြီးဒီငှက်ငယ်လေးနဲ့ထောင်ချောက်ကိုခြုံပုတ်သေးဆွဲခေါ်သွားကြမယ်။ဒီလိုဆိုရင်မုံဆိုးရောက်လာရင်တော့ငါတို့ကိုမမြင်နိုင်ဘူး။မင်းတစ်ဖက်ကနေဆွဲထား။ဟုတ်ပြီယောက်ျား။အာ ကျွန်တော်အယမ်းနာနေတယ်။ကလေးအာတင်ထားမကြခင်မင်းထောင်ချောက်ကနေလွတ်လာလိမ့်မယ်။မိသူနဲ့သူမိမကကီကီကိုဆွဲပြီးချောက်ပုတ်ထဲခေါ်သွားကြပါတယ်။ကူကူကမုံဆိုးတယောက်ဝေးဝေးကလာနေတာကို တွေ့လိုက်ပါတယ်။ဦးလေးမုံဆိုးလာနေပြီ။သူမကြခင်ဒီကိုရောက်လာလိမ့်မယ်။ကလေးငါတိတယ်။မင်းအတောင်နာနေပြီမေ။အခုတိတ်တိတ်နေရမယ်။မင်းအော်ပြောလိုက်ရင် မုတ်ဆိုးကငါတို့ကိုမြင်သွားလိမ့်မယ်။ချနော်နာကျင်တဲ့တံကိုခံနိုင်အောင်ကြိုးစားပါမယ်။ကလေးမေတ္တပင်တစ်ခုပေါ်မှာတောထိုင်နေ။ငါတို့ဒီမှာချုံပုတ်သေးပုံပြီးသူ့ကိုလွတ်အောင်ကြိုးစားကြည့်မယ်။ကုကွာပြန်တက်ပြီးတစ်ပင်ပေါ်မှာထိုင်နေပါတယ်။မုတ်ဆိုးဟာအလင်းမြန်ပြေးလာပြီးသူ့ထောင်ထားတဲ့ထောင်ချောင်းနေရာကိုရှောင်လာပါတယ်။ဟာငါထောင်ချောင်းဘယ်ရောက်သွားတာလဲ။ထောင်ချောင်းလည်းမရှိတော့ဘူး။ တားကောင်လေးမရှိတော့ဘူးဒါဘလူဖြစ်နိုင်မှာလဲမုံဆိုးဟာအန်အော်ပီပဝင်းချင်ကိုလှည့်ပတ်ကြည့်ပါတယ်မိသူနဲ့သူ့မိန်းမက ကီကီနဲ့အတူချောင်ပုတ်ထဲမှာပုံနေကြပါတယ်သူတို့အားလုံးချောင်ပုတ်ထဲမှာဖုံးကွယ်နေဖို့အစွမ်းကုန်ကြိုးစားကြပါတယ်ညနေရောက်လာတော့မှမဟုတ်မကြခင်အမောင်ကြတော့မှာပါညနေရောက်နေပြီပဲမကြခင်အမောင်ကြတော့မှာ မနှက်ပြန်ပြန်လာပြီးငါးထောင်ချောက်ကိုရှာမယ်။မုံဆိုးကဒီနိုတွေ့ပြီးပြန်ထွက်သွားပါတယ်။မိမထောင်ချောက်ရဲ့တစ်ဖက်ကိုဖိထားငါဒီဘက်ကနေဆွဲလန်လိုက်မယ်။မစ်တူနဲ့သူ့ရဲ့မိမကအစွမ်းကုန်အားထည့်ပြီးထောင်ချောက်ကိုဖွင့်လိုက်ပါတယ်။ချက်ချင်းဆိုသလိုကီကီရဲ့တောင်ဟာထောင်ချောက်ထဲကလွတ်ထွက်လာပြီးကီကီကထောင်ချောက်ထဲကနေလွတ်မြောက်သွားခဲ့ပါတယ်။ငါလွတ်သွားပြီ။ငါထောင်ချောက်ထဲကလွတ်သွားပြီ။ တိုးတိုးပြောပါမုတ်ဆိုးကတိတ်မဝေးသေးဘူးမြ мян တီကနေထွက်ပြေးကြစို့သူတို့အားလုံးထောင်ချောက်ကိုခြုံပုတ်ထဲထားခဲ့ပြီးထွက်ပြေးသွားကြပါတယ်ကလေးအမောင်မချခင်မင်းတို့တော့ကိုအ мян ကိုပြန်သွားကြတော့ဦးလေးတို့ကိုအရန်ကျေးဇူးတင်ပါတယ်ဦးလေးတို့ကကျွန်တော်အသက်ကိုကယ်တင်ပေးခဲ့တယ်ကလေးကျေးဇူးတင်စကားကိုမင်းတငယ်ချင်းကိုပြောလိုက်သူက သူ့အသက်ကိုဂရုမစိုက်ဘဲမင်းကိုကူညီပေးခင်တာ မင်းတို့နေအောင်ဒီလိုချင်းချင်းကူညီပေးနေတဲ့ပြည်ဘယ်လိုအခက်ခဲကမှမင်းတို့ကိုအနိုင်မယူနိုင်ဘူး။ညနေရောက်တဲ့အခါကပူးခိုကချူရီယာရဲ့အိမ်ကိုသွားပါတယ်။ကပူးခိုရေငါသားလေးအိမ်ပြန်မရောက်လာသေးဘူး။မင်းသားကူကူအိမ်မှာရှိလား။ချူရီယာငါလေးကူကူအတွက်အရန်စိတ်ပူနေတယ်။ဂျကူလည်းသူတို့နဲ့အတူသွားခဲ့တာ။ဂျကူကအိမ်ပြန်ရောက်နေပြီ။လာဂျကူစီသွားမေးကြည့်ကြမယ်။ချူရီယာနဲ့ကပူးခိုကဂျကူရဲ့အိမ်ကိုသွားကြပါတယ်။ဂျကူလေး မင်းတငယ်ချင်းနှစ်ယောက်ကဘဲမလဲအတော်နဲ့ဦးလေးကီကီကမုံဆိုးရဲ့ထောင်ချောက်ထဲပိတ်မိသွားတယ်ကျွန်တော်ကအဲ့ဒီကနေထွက်ပြေးလာခဲ့တယ်ဒါပေမဲ့ကူကူကကီကီကိုကူညီဖို့အဲ့ဒီမှာပဲနေခဲ့တယ်သူကအယူပဲကီကီနဲ့အတူသူလည်းအသက်ပြောက်သွားနေမယ်ချူရီယာငါသားလေးငါသားလေးကိုမုံဆိုးကဖမ်းသွားနေမယ်ငါ့ကိုကူညီပါကပူးခွန်နဲ့ချူရီယာတို့ဂျကူရဲ့အိမ်ကထွက်လာကြချိန်မှာကီကီနဲ့ကူကူတို့ကရှေ့ကနေရောက်လာကြပါတယ် သူတို့ရဲ့မိဘတွေဟာသူတို့သားလေးတွေကိုဖတ်ထားကြပါတယ်။ငါတို့သားလေးတွေပြန်ရောက်လာပြီ။ငါတို့ကအရန်ကြောက်နေခဲ့ကြတာ။အမေ၊သားတို့ခက်ခဲကြီးတစ်ခုကိုရင်ဆိုင်လာခဲ့ရတယ်။ဒါပေမဲ့သားတို့ရင်ဆိုင်ခဲ့ပြီးအနာရခဲ့တယ်။ကုကူရဲ့တန်ကြာပင်ဂျကူကလည်းအိမ်ထဲကထွက်လာပါတယ်။တငယ်ချင်းတို့မင်းတို့ဘယ်လိုလွတ်လာကြတာလဲ။ဂျကူမင်းကနောက်ထပ်ငါတို့တငယ်ချင်းမဟုတ်တော့ဘူး။ဘာလို့ဆိုတငယ်ချင်းဆိုတာအခက်ခဲဖြစ်နေတဲ့အချိန်မှာကုညီပေးတဲ့သူပဲ။ လာမေအိမ်ပြန်ကြမေသူတို့အလုံးအဲ့ဒီကနေထွက်သွားကြပါတယ်တကူဟာအဲ့ဒီနေ့မှာပဲသူ့တငယ်ချင်းတွေကိုဆုံရှုံလိုက်ရပြီးသူ့ကိုသူလည်းအယမ်းရှက်ယွံနေခဲ့ပါတယ်